အားလုံးပဲမင်္ဂလာပါ The Midnight Story Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီနေ့မှာတော့တရေဖို့ပေနဲ့ဖားဆိုးရွာဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးမှာပါအပိနာဆင်ပေးပါဦးခင်ဗျာတရေဖို့ပေနဲ့ဖားဆိုးရွာအချိန်ကနေဝင်ဤတရော နေမင်းကြီးဟာအိတ်ဆက်ဖို့အတွက် အနောက်အရက်သို့ထွက်ခွာလူနီနီအချင်းဖားဆိုးရွာရဲ့အစုံဖျားကအိမ်လေးတစ်လုံးမှာလူအများစီကားနေခဲ့တဲ့ခွေးကောင်တေးသားတောင်ကောင်းသေးတယ်ဒီကောင်တေးတင်နာကြပြီးအခုမှပဲရွာလဲငင်းကြန်းတော့တယ်လူပြောသူကပြောပြောလိုက်တာဟဲ့အခုမှပဲတို့ရွာလေးလဲအတဝအောင်ရှုနိုင်တော့တယ်ဒီဂျိုဆိုးတေးသားမတကြိုတော့မတကြိုခြင်းဘူး ထုံနိုင်ရမှုသာတကြိုရမှာဟုဆိုသူကဆိုနေရုပ်ပြက်စင်းပြက်ဖောင်းဖောင်းကားကားနဲ့တည်နေတဲ့ရုပ်အလောင်းကိုကြည့်ကတတွေးထွေးလိုက်ဝေဖန်လိုက်တဲ့တယောက်တခုပေါက်ပေါက်ဖောင်းနေကြတယ်ငူကြွေးပြီးမြည်တမ်းမဲ့သူလည်းမရှိပါဘူး။နာရီလာကြသူတွေအားလုံးပြုံးပြီးပြီးမေးစေးကနှာဖူးကိုပဲတက်ချိတ်တော့မလိုလိုရွာမှာဖူးပေကဥတလုံးတကောင်ကျွတ်ဆွေမျိုးနီးဆက်ညီကိုမောင်နှမတော်မရှိပါဘူး။တူဦးသေးသောဆွေမျိုးဖြစ်တဲ့သူဖေကဖူးပေ၁၄သားမှာပဲ။ ဆုံးပါသွားခဲ့တဲ့ဖိုးဘီအဖေဆုံးတဲ့နေ့မှာလည်းငိုကြွေးခဲ့သူကဖိုးဘီတယောက်တည်းနိုင်ချတော့လက်တယောက်တည်းရက်လက်ဆွန်းတုတ်ချိန်မှာလည်းရွာဦးကျောင်းဆရာတော်ကလွဲလို့လာရောက်မြောက်စားမိသူက မရှိခဲ့ပါဘူးအဲ့ချိန်ကစပြီး ိုးပြီးတရွာလုံးကိုစိတ်နာခဲ့တာဖိုးပြီးတောက်တခတ်ခတ်နဲ့ဘာလဲငါအဖေက သူ့ဘရာစာမှုနိုင်ရီကိုမလာချင်ကြတာလားရွာမှာတည်သွားကြတဲ့လူတွေကငါအဖေလက်နဲ့ထိပ်ပြီးမှမြေကျသွားရတာဒါတော့ငါအဖေနိုင်ရီကိုမလာကြဘူးငါငငယ်တုန်းကလည်းရွာထဲကိုဆော့ချင်လို့သွားရင်မောင်းထုတ်ရိုက်ထုတ်နှင်းထုတ်နဲ့တွေ့မယ်ဖားဆိုးရွာကတိမဲမင်းတို့နဲ့ငါနဲ့တွေ့ကြသေးတာပေါ့ကွာလို့ဆိုကား လက်သီးကိုချစ်ချစ်ပါအောင်ဆုပ်ထားလိုက်ပြီးဖားဆိုးရွာဘက်ကိုဒေါသတကြီးကြည်ရင်ဖိုးပေကျင်းမောင်းလိုက်ပါတယ်အဲ့နေကစပြီးဖိုးပေလည်းရွာရဲ့ခြင်ဘက်ကနေရွာရဲ့ယွန်းကြောက်ဖြစ်ကိုပြောင်းလဲသွားခဲ့ပါတော့တယ်ဖားဆိုးရွာရဲ့ညအချိန်ဟာတိတ်ကိုတာယာလုံးပါတယ်ညအချိန်ရောက်ရင်ကာလာသားတွေလူပြိုလဲကြတချင်းဆိုကြစကားထဖို့ကြတဲ့ကလေးတွေဟာလည်းပျော်ရွှင်စွာဆုပ်ကစားရင်းညဥ်ရံကိုဖျက်ကျော်ခဲ့ကြတာဟာအစင်လာတစ်ခုဖြစ်နေခဲ့ပါပြီဒါတွေဟာဖိုးပေမတိခင်အထိကြည်မြဲခဲ့တဲ့အစင် အလာပါဖိုးပေတည်ပြီးတဲ့နောက်ပိုင်းညတွေမှာတော့အခြေအနေဟာရုပ်ချီးပြောင်းလဲသွားခဲ့ပါတယ်ဘဒူးမညအချိန်တွေမှာအပြင်းမထွေရတော့သလိုလမ်းပေါ်မှာလည်းခွေးတကောင်ကြောင်တမီမှတော့မရှိတော့ပါဘူးရွာမြောက်ပိုင်းထိပ်ကနေခွေးဥတန်းကိုဖဆိုးရွာမှာစတင်ကြလိုက်ရပါတယ်ဖိုးပေလာပြီးထင်းတဲ့အိမ်တွေထဲဝင်ကြတကားတွေပိတ်ကြအိမ်ထဲဝင်ကြဟိအပြင်းမမနေကြနဲ့ဟိခွေးတွေရဲ့ကြောက်ရွံ့တကြီးအော်တန်ကဖဆိုးရွာရဲ့လမ်းမတိုင်းမှာပြန့်လွင့်နေခဲ့ပါတယ်တရွာလုံးအသက်မရှူရဲချီးတောင်ကြကြမပေါက်ရဲခဲ့ပါညနေအချိန် ရွာလေလမ်းပေါ်ကလေပြင်းတိုက်ခတ်တံနဲ့အတူပါလာတဲ့အတန်ကဖားဆိုးရွာသားတွေရဲ့နှလုံးသားကိုဖိတ်ဖိတ်တုံစီခဲ့ပါပြီးတရဲဆိုပုံပြင်လောက်ပဲကြားဘူးတဲ့ဖားဆိုးရွာသားတွေအခုတော့နှစ်ဖူးတွေ့တူတွေ့ကြုံနေရပြီမဟုတ်ပါလားဖိုးပေဆိုတဲ့နာမည်ကရွာထဲမှာကြောက်ဖို့အကောင်းဆုံးနာမည်ပါအရက်မူးပြီဆိုရင်အိမ်တွေဖျက်ဆိုင်တွေဖျက်တဲ့လူတွေကိုဓာတ်နဲ့ချင်းချောက်ပြီးစိတ်မထင်ရင်မထင်သလိုကြီးခွက်ကြီးနဲ့ရိုက်နာတာကြယူပြန်တယ်လို့ အော်ဟစ်တာဂျုံတဲ့သူစီကပတ်စံကုန်ပစ္စည်းမိုက်ကြီးခွဲတာစတဲ့မကောင်းမှုကိုဘသူကမှမချမ်းပဲကျူးလွန်ခဲ့သူပါမြင်တဲ့သူတိုင်းရှောင်ပြေးရှောင်ပုန်းကြရပါတယ်။အရက်နာကြတဲ့နေ့တွေဆိုပိုဆိုးပါတယ်ဒီလိုနဲ့မကြခင်တည့်ရက်မှာဖိုးပေရေချိုးရင်ကန်ထဲမှာမူလဲပြီးရေနစ်တည်သွားတယ်လို့သတင်းကြရတယ်။ရေနစ်ချိန်မှာလည်းရွာသားချို့တွေ့ပေမဲ့ရွာရဲ့အော်ကြောလံဖြစ်တာကြောင့်မမြင်ချင်းအောင်ဆောင်သွားခဲ့ကြပါတယ်။ဒီနေ့ဆိုငပေတီတာ၃ရက်ရှိသွားပါပြီ။ငပေလာပြီဟဲ့လို့ လို့ညီးတန့်ရှိကြီးနဲ့អော်နေတဲ့အတန်ကတရွာလုံးကိုကြောက်လန့်တကြဖြစ်စေခဲ့ပါတယ်အိမ်တကားတွေကိုစောက်ကန်တာတွေနဲ့စပါတဲ့ဂဲတွေနဲ့ထုပါတဲ့ခွေးတွေတန်ရှည်ဆွဲညုံညူတန်ကဖာဆိုးရွာတစ်ခုလုံးကိုပြက်နဲ့လွှမ်းခြုံထားပါတယ်ညနေအချိန်လေးဖြစ်တာကြောင့်အားလုံးအတန်မထွေရဲ့ကလေးတွေကိုဖတ်ထားပြီးကလေးတွေရဲ့ကြောက်စိတ်ကိုဖြစ်ဖြောက်ပြီးုံကလွှဲရင်လူကြီးတွေကိုယ်တိုင်လည်းကြောက်ရွံ့နေခဲ့ပါပြီးဖိုးဘေကလူဘဝထဲကလူဆိုးလူမိုက်ငပေငတ်တေမဟုတ်ပါလားဘသူမှအပြင်းမထွေရဲ့ကြပါနနလင်းချိန်ရောက်ရင်အိမ်တွေရဲ့တကားပေးမှာ ဖိုးတွေတောက်လိရှိတဲ့အရက်ဖူးခွန်တွေကြေးကွက်ကြီးအကွဲအစတွေကိုအမြဲလိုလိုတွေ့ရတတ်ပါတယ်။တညပြီးတညဖိုးပေရဲ့တောင်းကျမ်းမှုကပူပူပြီးဆိုးလာပါတယ်။မီးပုံးလိုဖြူဖြူဖောင်းဖောင်းကားကားကြီးနဲ့အရာတစ်ခုကညပိုင်းဖားဆိုးရွာရဲ့လေပုံမှာခနှိမ့်နှိမ့်လွင့်နေတတ်ပါတယ်။ဖိုးပေတဲ့ချိန်ကရင်းနစ်ပြီးတေးရခဲတာမဟုတ်ပါလားဟာ။ငပေငပေတူလာနေပြီးတူလာနေပြီးကိုဖိုးမောင်ရဲ့တုံတုံရင်းရင်းအော်တန်နဲ့အတူရွာလန်းတလျှောက်မှာရှိတဲ့ခွေးရွေရဲ့ဥတန်းရှိကြီးကိုကြားလိုက်ရပြန်ပါတယ်ဖိုးပေလာတဲ့ရွာလန်းတလျှောက်မှာရှိတဲ့အိမ်တွက ကေပေါ်ထုံးစံအတိုင်းဂဲမိုးတွေကျဲချနေပြန်ပါတယ်ဝုံဒိုင်းတရွာလုံးဖះဆာရွက်ရင်ဖះဆာမိတဲ့အထီတောင်ကြောက်လန့်တကြဖြစ်နေခဲ့ပါပြီဒီတိုင်းညတိုင်းဖြစ်နေရင်မလွယ်တော့ဘူးဆိုပြီးမမြကညှို့တော့လိုက်ပါတယ်မကြခင်မှာပဲဖိုးပေရဲ့အိမ်ဟောင်းသားကချက်ချံတွေတဲကချက်တွေအော်တန်းကိုကြားရပြီးနောက်နေ့မနက်လင်းတော့အယိုးတွေအမွေးအတောင်တွေတွေးဆက်တွေဟာရွာလန်းတလျှောက်ပြည့်နေနေခဲ့ပါတယ်ခြံထဲမှာတော့ချက်တွေတော့မရှိတော့ပါဘူးဖိုးပေစားတော့ပြန်ပြီးထင်ပါတယ်ဖိုးပေရဲ့တောင်းကျမ်းမှုကနောက်နေ့နောက်နေ့တွေမှာ ပူပူပြီးဆိုးလာပြန်ပါတယ်။နွားတွေစိတ်တွေကျွဲတွေတနေ့တမျိုးမယိုးရအောင်ပျောက်ဆုံးလာပါတယ်။ရွာမှာရှိတဲ့ကလေးတွေလည်းအိမ်စိဖျားနာလာပါတယ်။ဒုတိယပိုင်းလေးဆက်လက်နာဆင်ပေးပါဦးခဗျာ။အားပေးမှုကိုကျေးဇူးတင်ပါတယ်။